င်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်ကားလေးကတော့ကဘာကျော်အမတ်တစိတ်တစ်ခုဖြစ်တဲ့ဂူချီမီသားစုရဲ့နောက်ကွယ်ကဖြည့်ရမှတ်ကိုအခြေခံထားပြီးဖက်ရှင်လောကတစ်ခုလုံးကိုတုံ့လောက်သွားစေခဲ့တဲ့ဟိုကင်းဖြည့်ရတွေနဲ့ House of Gucci ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါလေဒီဇာတ်ကားထဲမှာတော့ Gucci ဆိုတဲ့နာမည်တစ်လုံးကိုပိုင်ဆိုင်ခွင့်ရဖို့အတွက်မိသားစုဝင်တွေကြားထဲမှာတိုက်ခိုက်လူယူကြသလိုလင်မယားအချင်းချင်းတော့လုံခြံတက်ဖြတ်ကြတဲ့အသည့်ရှုပ်ထွေးပွေလီခဲ့တဲ့အတိတ်ဆိုးတွေနဲ့ Gucci ရဲ့ ်ဖြစ်ရမှန်ရုပ်ရှင်တကားပဲဖြစ်ပါတယ်။ဇလာစာ1988ခုနှစ်အီတလီနိုင်ငံမှာကဘာကျော်အမတ်တစိမ့်ဂူချီအင်ပါယာကြီးရဲ့အမွေဆက်ခတ်သူမော်ရီစီယိုဂူချီကတော့ဘဝကိုအေးအေးချမ်းချမ်းဖျက်တမ်းရင်းရှေ့နေတယောက်ဖြစ်ဖို့ကြိုးစားနေခဲ့တယ်။ပက်ထရီစီယာဆိုတဲ့မိန်းကလေးတယောက်ကလည်းသူ့အဖေရဲ့အသေးစားကုန်တင်ကားကုမ္ပဏီမှာမန်နေဂျာဖြစ်ဝင်လို့ရဲတကယ်ချင်းဖြစ်သူရဲ့ဖိတ်ကြားမှုကြောင့်ပါတီတစ်ခုကိုရောက်လာခဲ့တယ်။ဘားထဲမှာမော်ရီရောက်နေတဲ့အချိန် ။ဆရာကအရက်လာမှလို့ဘာတန်တာမဟုတ်ကြောင်းရှင်းပြရင်တောက်ချင်တယ်မှာဒီနေ့တစ်ခွက်ကိုတော့ကိုရိုင်းဝေဖြောပေးလိုက်လို့နှစ်ယောက်သားစကားရီပြောဖြစ်သွားခဲ့ကြတယ်။ကုချင်မီသားစုရဲ့အမွေဆက်ခံသူတယောက်မှတီးလိုက်ရတဲ့အချိန်မှာတော့ဆရာလည်းအခွင့်အရေးကိုအမေရအတော့ချပြီးသူ့ရှိတဲ့နှလုံးပြူလေးနဲ့ထောက်ထောက်မြူဆွဲပေးမယ်။အချိန်မရတဲ့မော်ရီကတော့ခဏပဲကပြီးပြန်သွားခဲ့တယ်။နောက်နေ့တွေမှာလည်းမော်ရီနောက်တကောက်ကောက်ရှောက်လိုက်ရင်ရေလာအောင်ဆဲဖောက်ပေးလိုက်လို့ဒလဟော်ရီစီးကြလာတဲ့အချိန်ခဏလေးအတွင်းမှာပဲ တီးချင်းပြတဲ့သမီးရေစာဘဝကိုတဲရောက်သွားခဲ့ကြတယ်။လက်နှလုံးဝတ်သားတို့မှတ်နေတဲ့မော်ရီကလည်းသူ့အဖေရူတေဖိုကူချီနဲ့တွေ့ပြီးလိုက်လို့မတူညီတဲ့မိသားစုအတိုင်းဝိုင်းတွေနဲ့ဟန်ဆောင်ပြီးလှုပ်ယူနေရတဲ့ဇီယာရဲ့ပုံစံကိုသဘောမကျဖြစ်သွားခဲ့တယ်။အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ရူတေဖိုလည်းသဘောမတူနိုင်တဲ့အကြောင်းကိုပြပြတ်သားသားပဲပြောလိုက်ပေမဲ့အချစ်ယူလင်းမော်ရီကလက်မခံလို့တာဖာနှစ်ယောက်ကြားမှာအမွေစကားပြောလာခဲ့တယ်။အချစ်တွေနဲ့အရာရာကိုတိဆောက်နိုင်တယ်လို့တွေးထားတဲ့မော်ရီလည်း အမွေတွေပါတွေကယူဆိုင်မနေတော့ပဲအိမ်ဘောကဆင်းလာလိုက်တော့ဇီယာရုံးပီတာစုတွေလည်းជីជីပြပြနဲ့ပဲလက်ခံပေးလိုက်ရတော့တယ်ပျော်ရွှင်စရာကောင်းတဲ့ကားရီစီသမဘဝမှာဟိုရီလည်းနေသားကြလာသလိုဇီယာနဲ့လည်းအချိန်ပေါင်းများစွာပြင်းပြီးသွားတဲ့အချိန်ကြာမှာတရဝင်းကဟေတူဘုဆုံးဖြတ်လိုက်ကြတော့တယ်တဖက်ရောက်လာမိတ္တဟာရီနဲ့ပဲကဟေတူဘွဲကိုအောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့ကြလို့ကဘာကျော်မိသားစုကြီးကတထေးသားလေးနဲ့အညာတရမာလီတယောက်ရဲ့မင်္ဂလာတည်းကချက်ချင်းပြန့်နှံ့သွားခဲ့တယ် မော်ရီရဲ့ဦးလေးအေဒိုကလည်းတရင်ကြကြချင်းသူညီစီရောက်လာပြီးဂျပန်မှာစိုက်တဲ့ဖွင့်တော့မဲ့အကြောင်းအတိပေးရင်တဦးလေးတော်သားလေးကိုပြန်လက်ခံပေးဖို့နားချကြည့်လိုက်တယ်။ရူတေဖိုကလက်မခံတဲ့အဆုံးမှာမော်ရီတိုစီကိုပဲတိုက်ရိုက်ဆက်သွဲပြီးသူ့ရဲ့မွေးနေ့ပွဲကိုလာဖို့ဖိတ်လိုက်တော့မိသားစုတွေနဲ့တွေ့ဆုံဖို့အခွင့်အရေးကိုလက်လွတ်မခံချင်တဲ့စီကလည်းသွားဖို့ဆုံးဖြတ်ထားလိုက်တယ်။ဒေဒေကျဲစီပွားရေးသမားတွေနဲ့နမဲကြီးလူကုန်တိုင်းအတိုင်းဝိုင်းနေကြတဲ့ကိုခြေချခွင့်ရသွားတဲ့စီကလည်းအေဒိုကိုအပိုင်စီယုံပြီး သူရောက်ခမကြီးနဲ့အဆင်ပြေအောင်ကြိုးစားနေခဲ့တယ်။အဲဒိုရဲ့သားဘောလိုကလည်းသူကျွမ်းကျင်တဲ့ဒီဇိုင်းပိုင်းနဲ့ဂူချီရဲ့ပုံရိပ်တွေကိုမြင့်တင်ဖို့ကြိုးစားနေပေမယ့်မော်ရီကတော့သူ့မိသားစုစီးပွားရေးကိုဒဇတ်၄000ကယူမဆိုင်ပဲမိမိန်ပွိုင်းလေးလုပ်ဖို့လောက်သာစိတ်ကူးနေခဲ့တယ်။ဝင်းနေဘက်ကပြန်လာတဲ့အချိန်ကြမှာအဲဒိုပေးလိုက်တယ်မင်္ဂလာလက်ဖွဲ့ကိုဖြန့်ချပြီးတော့နယူးယောက်ကိုသွားဖို့လင်ရင်လက်မှတ်တွေဖြစ်နေလို့ဇီယာလည်းအရန်နေချိန်နဲ့သွားခဲ့တယ်။ဂူချီမိသားစုတွေကိုဝင်ဆန့်ကျင်နေတဲ့ဇီယာရဲ့အိမ်မက်တွေကလည်း တနေ့တခြားကြီးထွားလာလို့အဲတို့ကိုစီယုံပြီးလုပ်ငန်းတွေနဲ့ပတ်သက်သမျှကိုတီးခွင်ရဖို့အသေးအံစူးစမ်းနေခဲ့တယ်။မိသားစုတွေနဲ့ခက်ခွာခွာနေချင်းနေတဲ့ယောက်ျားဖြစ်သူကိုလည်းကိုချီနဲ့ပတ်သက်သမျှတွေကိုစိတ်ဝင်စားလာအောင်ဒီမျိုးစုံနဲ့စီယုံရင်သူတို့ချစ်ချင်းရဲ့တက်တေကဘိုင်းမာလာစုနေကြောင်းအတိပေးလိုက်တော့တယ်။အပြင်ထွက်မလာသေးတဲ့ကလေးကောင်းမှုအကြောင်းပြုပြီးအဲတို့ရဲ့အကူအညီတော်တော်များများရလိုက်လို့စိန်ခံဘဝတစ်ခုနဲ့မိသားစုလုပ်ငန်းတွေမှာမော်ရီကိုပါထည့်သွင်းလာနိုင်ခဲ့ကြတယ်။ ပေါ်လို့ကလည်းသူ့ရဲ့အရေးချင်းတွေကိုအတိမတ်မပြူတဲ့အဖေဖြစ်သူကိုကြော်ပြီးဦးလေးစီလာပြတော့လဲရိုထယ်ဖို့ရဲ့အစိုးမြင့်မချက်တွေကြောင့်တော်တော်လေးဒေါသထွက်သွားခဲ့ရတယ်။ဇီယာကလေးမွေးပြပြခြင်းပဲရိုထယ်ဖို့ရဲ့ကျမ်းမာရဲ့အခြေအနေမကောင်းကြောင်းသိလိုက်ရလို့လင်မယားနှစ်ယောက်သွားတွေ့တဲ့အချိန်ကြာမှာအဖိုးတယောက်ဖြစ်နေပြီဆိုတာအတိပေးလိုက်တော့တယ်။တဖာနှစ်ယောက်ပြန်အဆင်ပြေပြီးမကြခင်မှာပဲရိုထယ်ဖို့ဆုံးသွားလို့အမွေကိစ္စတွေစကားပြောကြည့်တော့မှဂူချီရဲ့အစုရှယ်ယာစာချုပ်တွေမှာနမတ်ထိုးမထားကြောင်းသိလိုက်ရတယ်။ မိသားစုလုပ်ငန်းတွေအပေါ်မှာစိတ်ဝင်စားမှုနည်းနေတဲ့မော်ရီကိုလည်းဘေးဒင်းပညာရှင်ပီယာနီရဲ့လမ်းညွှန်ချက်တွေအတိုင်းလိုက်လို့ရဲဂူချီအပေါ်မှာအယုံဆိုင်လာအောင်ဖန်တီးယူလိုက်ကြတယ်၁၄ဘီလီယံလောက်အခွန်ဆောင်ပြီးမှအစုရှယ်ယာတွေပိုင်ဆိုင်ခွင့်ရမှာမလို့ရှောင်းလို့ရှားလို့ရမယ်နီလန်းကောင်းတွေကိုစဉ်းစားရင်လက်မှတ်အတူနဲ့တည်တန်းစာအသေးတစ်ခုကိုဖန်တီးပြလိုက်ကြတယ်ရှယ်ယာ90ရာခိုင်နှုန်းနဲ့ဂူချီကိုထိန်းချုပ်ဖို့စူးစမ်းနေတုန်းပါပဲအင်ကူအမျိုးသမီးတယောက်ရဲ့လက်ကအေကိုတွေ့သွားလို့သူတို့ရဲ့အမတ်တစီက မောင်ကိုဈေးကွက်ထဲရောက်နေကြောင်းသိလိုက်ရတယ်။ကိုကြီးဆိုတဲ့နာမည်ကိုမိသားစုဝင်တွေထပူပြီးမမောနေတဲ့ဇေယျလည်းကုန်ပစ္စည်းအတုတွေရဲ့နောက်ကျောင်းကိုလိုက်ကြည့်တော့မှအဲရိုကိုရိုင်းလုံနေမှသိလိုက်ရလို့အချင်းချင်းစိတ်ဝမ်းနေကွဲသွားခဲ့ကြတယ်။ကိုချီမှာဒီဇိုင်နာတယောက်ဖြစ်ချင်နေတဲ့ပေါ်လို့ကိုစီယုံပြီးသူ့အဖေရဲ့အခွန်ရှောင်ထားတဲ့အချက်လက်တွေကိုရအောင်တောင်းနိုင်ခဲ့လို့အဲဒိုလေထောင်တန်းတနည်းနဲ့တရက်ချမှတ်ခံလိုက်ရတယ်။အဖေကိုထောင်ထဲထည့်ပြီးကိုပိုင်ရှိုးတစ်ခုကျင်းပနေတဲ့ပေါ်လို့ကိုလည်း ကိုချီရဲ့နာမည်လွဲသုံးစားလုပ်မှုနဲ့ပွဲဖြတ်ခံလိုက်ရတော့မော်ရီတိုလီမယာအပေါ်မှာတော်တော်လေးနာကျင်သွားခဲ့တယ်။ဇီယာကတော့မိသားစုမျက်နှာတွေဘာတွေမထောက်ပဲပေါ်လိုပိုင်ဆိုင်ထားတဲ့ရှယ်ယာတွေကိုရောင်းဖို့ကန့်လန့်လာတော့ယောက်ျားပြည်သူမော်ရီလည်းမနေတာပဲအနောက်ကတန်ရောက်လိုက်ပြီးနေခဲ့ရတယ်။အကျိုးဆက်အနေနဲ့လက်မှတ်ကိစ္စပေါက်ကြသွားတော့ရဲတွေဝင်ရှာတဲ့အချိန်မှာမော်ရီလည်းအနောက်ဘက်ကနေဆိုင်ကယ်ထုတ်ပြီးထွက်ပြေးသွားလို့ဇီယာတယောက်တည်းပြဿနာတွေကိုရှင်းကြံခဲ့လိုက်ရတယ်။ဆွစ်ဇာလန်မှာတာယာနေတယ်။မော်ရီကလည်း တငယ်ချင်းဟောင်းတွေနဲ့ပြတ်ဆုံးပြီးပျော်ရွှင်နေတဲ့အချိန်ကြမှာဇီယာတို့တမ်းပြီးတွေအနောက်ကလိုက်လာလို့အားလုံးနဲ့မိတ်ဆက်ပေးလိုက်တော့တယ်။ဆွေစဉ်မျိုးဆက်ချမ်းသာလာခဲ့တဲ့အတိုင်းဝမ်းကြီးမိတ်ဆွေတွေကြားထဲမှာဇီယာလည်းဝင်ပြီးကြာဘူးနာဝဇက်ကလုံးတွေနဲ့ကြွားလုံးတွေထုံနေလို့အရှက်ကွဲသွားရတဲ့မော်ရီလည်းသူ့မိမပြောသမျှကိုဝေဖာနေခဲ့ရတယ်။ကုချီအပေါ်မှာဩသာလွှမ်းမိုးကျင်နေတယ်။မိမဖြစ်သူကိုကြည့်ပြီးတဖြည်းဖြည်းစိတ်ပြတ်လာတဲ့မော်ရီလည်းသူ့ရဲ့အလုပ်တွေမှာဝင်မပါဘို့ဇီယာကိုတတိပေးရင်အီတလီပြန်ခိုင်းလိုက်တော့တယ်။ မော်ရီလည်းသူ့ရဲ့လုပ်ငန်းတွေကိုကိုရိုင်းဦးစီးပြီးလုပ်ကိုင်နေတဲ့အချိန်မှာထောင်ကပြန်လွတ်လာတဲ့အေဒိုကလည်းစုပ်ပြတ်တက်နေတဲ့သူ့သားရဲ့အခြေအနေကိုမြင်လိုက်ရလို့တော်တော်လေးစိတ်ပြတ်သွားခဲ့တယ်။ဇီယာအပေါ်မှာစိတ်ကုန်နေတဲ့မော်ရီကလည်းပါဦးလာဆိုတဲ့တငယ်ချင်းဟောင်းတယောက်နဲ့တာယာမှုရှာပြီးသူတို့မိသားစုရဲ့လူယုံဒီဆုကတစဲကွာရှင်းစာချုပ်ပို့ပေးလိုက်တော့တယ်။အေဒိုပိုင်ဆိုင်နေသေးတယ်လက်ကျန်ရှယ်ယာတွေကိုပါဝယ်ပြီးဂူချီကိုထိတ်ချုပ်ထားတယ်။မော်ရီတယောက်ကတော့ချစ်သူအသေးလေးပါဦးလာနဲ့ဈေးကြီးတဲ့အတုံးဆောင်တွေကြားမှာ တာယာပျော်ရွှင်နေခဲ့တယ်။ဇီယာကတော့သူတို့မိသားစုရဲ့ဓာတ်ပုံအပိုင်းလေးကရင်ပျော်ရွှင်စရာကောင်းခဲ့တဲ့အရင်လို အချိန်တွေကိုပြန်သွားဖို့ကြိုးစားနေပေမဲ့မော်ရီဘတ်ကခါခါတီတီပဲညှင်းလွတ်လိုက်တယ်။ဂူချီကိုလက်မလွတ်နိုင်တဲ့ဇီယာကလည်းပီနီယာရဲ့အကြံပေးမှုတွေကြောင့်အလူနီးနဲ့မရရင်အကြံဒီသုံးဖို့ဆုံးဖြတ်ထားလို့ပတ်စံတအေးအပြေးထည့်ပြီးကြီးစားတွေတောင်းငါပြစ်လိုက်တယ်။မော်ရီရွေးချယ်ထားတဲ့ဂူချီရဲ့ဒီဇိုင်နာအသစ်တူဖိုလေယာရီနဲ့ဈေးကွက်ထဲမှာအောင်မြင်နေပေမဲ့ဝင်ဝင်နဲ့ထွက်ငွေကိုမျှတအောင်မသုံးဆွဲခဲ့လို့ တခြားရှယ်ယာဝင်တွေရဲ့ဖိအားပေးခြင်းကိုခံနေခဲ့ရတယ်။ကုချီမီသားစုထဲမှာနှိရှေလာများအလုံးလုံးလာခဲ့တယ်။ဒီဆိုဘက်ကနေမော်ရီရဲ့ရှယ်ယာတွေကိုဒေါ်လာတန်150နဲ့တန်ဖိုးဖြတ်ပြီးအတိအကျလက်မှတ်ထိုးခိုင်းနေလို့တော်တော်လေးခံပြင်းသွားခဲ့ရတယ်။ဖြစ်ပျက်ခဲ့သမျှတွေအားလုံးကိုသင်ခန်းစာယူပြီးတက်တက်ကြွကြနဲ့ပြန်လာတဲ့အချိန်ကြာမှာလုံချန်သူနှစ်ယောက်ရောက်လာလို့နှိကင်းကြောင်တော့တနတ်တန်ရပေါင်းများစွာနဲ့အသက်ထွက်သွားခဲ့ရတယ်။ဇီယာနဲ့အပေါင်းပါတွေအားလုံးလည်းလူတက်မှုအတွက် နှစ်ရှိတောင်းတချမှတ်ခံခဲ့ရသလိုအေဒိုကလည်းစီးကျိတ်ကင်ဆာနဲ့တည်ဆုံပြီးပိုလိုကတော့စင်စင်ရဲရဲနဲ့ဘဝကိုဖျက်ဆီးနေထိုင်သွားခဲ့ရတယ်။ဂူချီကိုဝယ်ယူခဲ့တဲ့ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတစ်ခုကပဲလုပ်ငန်းတွေကိုဆက်လက်စီမံခန့်ခွဲရင်းလက်ရှိအချိန်မှာဂူချီဆိုတဲ့ကမ္ဘာကျော်အမတ်တစိတ်ကြီးကသူတို့ရဲ့မိသားစုတွေတရားမှမရှိတော့ကြောင်းပေါ်ပြထားရင်ဇလန်းလေးလည်းပြီးဆုံးသွားပါပြီ။ဒီဇက်ကားလေးမှာ ပေးခြင်းတဲ့ message ကတော့ဝင်ငွေထောက်ငွေမများရင် Gucci ကိုပိုင်ဆိုင်ထားတဲ့ကောင်းမျိုးတော့ဒုက္ခရောက်ရတယ်ဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ